င်းတော်ကြီးအဲ့ရင်နေရွှေတရောင်နဲ့တွေ့ပြလိုက်တာကတရုတ်ဆောင်နေမိုးရဲ့တမင်ညုံဝရီလွင်မိုးပါဒီအတွက်လေပြိသက်တင်အားလုံးကအားသိငဲ့တာဖြစ်ပါရင်အလုံးပဲမင်္ဂလာပါယုံဒီနော် the gear academy sushin အလွန်မိုးရဲ့တမီးရတော့ the gear the gear နဲ့ကောင်းနဲ့များမတယ်လို့ပြောကြရမလားမသိဘူး တွေ့ခင်ဖို့နဲ့ကွာရှင်းတာတော့မကြသေးဘူးအခုကဂိုင်းချုပ်နော်တကယ်ခရိုနီကြီးရဲ့အတိုင်းဝန်တဲ့ကနေရွှေတွဲအောင်နဲ့တော့တွဲတယ်ဆိုတဲ့ဟာလေးတင်းနေပေါက်ချလာပါတယ်ဆိုတော့တကယ်လည်းအတကဖြစ်လို့ပဲဒီဗီဒီယိုတွေဒီတင်းနေဟာပြန်လာလဲဖြစ်နိုင်တယ်ဆိုလို့ရှိရင် तू ਆ ပဲတကယ်ကန်စားတာလေးတကယ်ကောင်းနေလားမသိတာဒါတော့ပြောတတ်သက်စရင်နောက်ရင်ပြောတာပါသူရုပ်လည်းလည်းတန့်ပြတ်တယ်ချစ်စရာကောင်းတယ်တက်ရလဲငယ်တယ်တော့နောက်အင်ထောင်း ြုတ်ဖို့နဲ့နောက်အင်ထောင်ရတော့ဖို့ကကြတော့ဉာဏ်သာရလွှဲတာလေကတော့ဒါသဘောတဘာဝလည်းကြပါတယ်လို့ဒီလိုအကြောင်းကြီးတွေကြောင့်ခင်မောကိုကောင်းရှင်းကအခြေဥပွားပြီးနဲ့လက်ထပ်တော့မယ့်ရုံးဝယ်ရင်းတွေပေါ့တညာလုံးဂိမ်းဆော့ကမိမဖြစ်သူကိုဂိမ်းမဆိုင်တဲ့ခင်မောကိုကောင်းရှင်းကနိုင်ငံတော်ကြီးကဲ့ရင်နေရွှေတရောင်နဲ့တွေ့ကြလိုက်ကံကတရုတ်ဆောင်နေမွေးရဲ့တမင်ရုံးဝယ်ရင်းတွေပေါ့ပါဒီအတွက်လေပြိသက်တင်အားလုံးကအားတိမြတာဖြစ်ပါရင်ပြီးကားရဲ့တိုင်းနိုင်ငံတော်ထိတ်တန့်ရုပ်ရှင်တွေကလွေမွေးရဲ့တမင်ကြီးဖြစ်တဲ့ရုံးဝယ်ရင်းတွေပေါ့ဟာ သူမရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်စေတောတက်ရွေမာဂရက်ကပရိသတ်တွေရဲ့ရေးကြည့်ကြည့်နဲ့ချစ်ခင်အပိတ်ခြင်းကိုခံခဲ့ရတာပါ။ဒိုင်းမဲ့လေပညာရေးကိုဦးစားပေးရမယ်ဆိုရင်ဖောက်ငွေမျိုးရဲ့ဆုံးဖြတ်ချက်တဲ့တို့ရိုးရီလွင်မောဟာလူပညာလုပ်တဲ့ညနာကဩစတြေးလျနိုင်ငံမှာပညာသင်ကြားခဲ့တာပါဒီလိုပညာသင်ကြားရင်းနဲ့ဩစတြေးလျနိုင်ငံမှာခင်မောတဲ့ကိုထောင်နိုင်တဲ့ချစ်ကြိုက်ပေါင်းတဲ့လက်ထက်ကတောင်းလင်းလီယံကိုမွေးဖွားခဲ့ပါတယ်ခုခါမှာတော့ရိုးရီလွင်မောတယောက်အင်တာနက်ကွာရှင်းလိုက်ပါပြီဒီလိုကွာရှင်းရတာနဲ့ခင်မောတဲ့ထောက်နိုင်ငံက gaming ဆော့နေလို့ဖြစ်ကြောင်းကိုသိရတာပါ ဒီလိုပါရှင်ပြီးတော့တလားလောက်ကြာမှာပဲရုံးရီရီမောဟာလက်ရှိမှာတော့နေရွှေတရောင်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့သတင်းတွေထွက်လာနေတာပါမျိုးရင်လွင်မောင်းတဲ့နေရွှေတရောင်တို့ဟာနှစ်ယောက်သားကမြန်မာနိုင်ငံမှာတွဲနေရင်းနဲ့ဝေဖန်ခံရမှာဆိုတာကြောင့်စင်ကာပူနိုင်ငံထိကိုသွားပြီးတော့တွဲနေကြတာပါ။ Okay. So ဒီထက်နဲ့ကျွန်တော်တင်ကန်းစာနဲ့ကျွန်တော်စဉ်းစားမိတာတစ်ခုကတော့ Okay, မမိပါလေလေကိုသားသမီးတွေကတူးဒီတော့တပီးတွေတူးဒီတော့သားတွေကိုဘယ်လိုဖြစ်ကြလဲဆိုလို့ရှိရင် ကိုဖခင်မိခင်ဖြစ်စေခြင်းတဲ့အရာတွေကိုမရမကဖြစ်အောင်စူးစမ်းခန့်ကြတယ်။ကိုဖခင်မိခင်ရဲ့စေတနာတရားတွေကိုကျွန်တော်တည်ကြတယ်ဟုတ်ပါတယ်။ဒါမဲ့လို့လူငယ်တွေကလည်းကိုလောက်ချင်တာကိုလောက်ပြီးတော့မှကိုဖြစ်ချင်တဲ့ဟာကို ဖြစ်ချင်တဲ့ဖြစ်ရမှဟိုကကျင့်တတ်တာတဘောတဘောကအဲကြောင့်မို့ဟိုမိဘတွေကလည်းကိုသားသမီးရတကယ်ဘယ်လမ်းကြောင်းကိုရှောက်ချင်တယ်ဘယ်လိုလောက်စိတ်လောက်ချင်တာလဲဆိုတဲ့အောင်တေချာမဲပြီးတော့မှ တကယ်ကောင်းတယ်ဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းသူဖြစ်ချင်တဲ့လမ်းကြောင်းကိုတိုက်တိုက်တုံတုံနဲ့လှုပ်ပေးပြီးပန့်ပိုးပေးတာကမှပဲအကောင်းဆုံးဖြစ်မယ်လို့ဒီလူငယ်ဒီခေတ်လူငယ်တွေကိုကျွန်တော်အဲ့လိုပဲစဉ်းစားမိတယ်။ဟိုကိုယ်တမင်းဖြစ်ချင်တာကတော့ပုံစံဒါပေမဲ့ကိုကလွင်မောကတော့ဗာလေပညာရင်းလောကမှာတခုခုတယောက်ယောက်ဖြစ်ဖို့အထင်ကြီးဖြစ်ဖို့တကယ်ကြောင်းနေဆက်သက်ဘာညာလေးလှုပ်ခိုင်းစေချင်တာဒါပေမဲ့တကယ်တမ်းလဲလှုပ်လာတော့ဒီကလဲမှာဟိုမရောက်ဒီမရောက်ဖြစ်သွားပုံပဲ။ ဒါမဲ့လေသူတို့ကတိုင်းဝန်ကြီးတော့သူလုပ်ငန်းတွေအခြေအနေကတည်းကပိုကောင်းပါပေါ့လေဒါမဲ့လေဒီအိမ်ထောင်ရဲမှာငငယ်ရွယ်ရင်းနဲ့အိမ်ထောင် ပြူတာတွေဖြစ်လာတယ်အဓိကစိတ်ဆုံးဖြတ်ချက်စိတ်ရဲ့အတွဲခွန်နဲ့ပတ်သက်ပြီးတော့မှဒါဆိုင်တာပြီးတော့မှနောက်ပိုင်းကျတော့လေဒီမှာကြည့်အာကွဲသွားတာသူအိမ်ထောင်ကွဲသွားပါတယ်ဆိုတဲ့ဟာဘသူမှတော့မတိလိုက်ဘူးနောက်ပိုင်းမှာသူ TikTok မှာတကယ်တရင်ဝင်ပြောလာမှပဲသူတို့ကွဲသွားတာတော့လင်းကားလာရှိပြီပဲအိမ်ထောင်ကွဲတာတော့ကျွန်တော်တို့သိရတာအခုတိတ်မကြတဲ့ဘူး နော်အကြီးပိုင်းတဲ့အားနဲ့တကယ်အကြီးကိုနော်နေရှိတွဲအောင်နဲ့တွဲနေတယ်စင်ကာပူကတွဲနေတယ်ဆိုတဲ့ဟာလေးပြန်ပေါ်လာပြန်ရောနော်အဲတဦးတီတော့တမီးကသူ့အဖေကိုချွတ်တာတော့ဘာခွက်ဆုံးတာပဲအတရားပြောချင်တာတော့ကိုမီတာဆိုတဲ့တာတမီးရှိတယ်ဆိုတဲ့ကေသူဖြစ်ချင်တဲ့ဟာသူလှုပ်ချင်တဲ့ဟာကိုတိတ်ချမဲပြီးတော့မှဖြစ်နိုင်တယ်ဖြစ်လောက်တယ်ကောင်းပါတယ်လို့ထင် အဲ့ဒါကိုပဲတတ်တတ်တုံတုံနဲ့အားပေးကြတာတော့မိဘတွေတကယ်လောက်တင်တဲ့အရာပဲဆိုတော့ကျွန်တော်ကတော့မြင်မြင်ပါတယ်ကျွန်တော်ပြောသွားတဲ့အချိန်မှာအာပြောစစ်ပြည့်စစ်နဲ့ပြောတာလည်းပါပါတယ်တကယ်လို့မာသားတာရှိလေအာကျွန်တော်ကကမန့်မှာပြောပေးကြပါလို့ပြင်ပေးကြပါလို့လည်းပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတိုင်းသားဖြစ်တဲ့အချိန်မှာမြန်မာစကားမလောက်တာရယ်ပြီးတော့မပြောတတ်တယ်လည်းပါပါတယ်လို့ thank you ပါ